အားလုံးပဲမိင်္ဂလာပါရှင်စေဝသုဒ္ဓကဏ္ဍနေကျေးဇူးပါတယ်ရှင်ခုတစ်ပတ်ကိုမျှဝေပေးခြင်းနဲ့အကြောင်းအရာတော့ကျမတို့ဒီဈေးတွေထဲမှာပေါ့နော်ဒီအလာဒီဆိုတဲ့ဈေးနဲ့တဲ့စစ်ထရစ်ဆိုတဲ့ဈေးနဲ့ပေါ့နော်ဘယ်ဟာပိုကောင်းလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် အလာဒီဆိုလဲဆိုရတော့ကျမတို့အလာဒီဆိုတာကတော့သူ့ရဲ့ဒီဆေးထဲမှာပေါ့နော် generic name နေနေပါပါလဲဆိုတော့ physophenidin ဆိုတဲ့ဆေးအာနိသင်ပါတာဖြစ်ပါတယ်ရှင် citrulline ဆိုတာကတော့သူက citrulline ဆိုတဲ့အာနိသင်ပါတာဖြစ်ပါတယ်ရှင်နှစ်မျိုးလုံးကတော့ဒီ antihistamine လို့ခေါ်တဲ့ antihistamine အုပ်စုဝင်ဖြစ်ပါတယ်ရှင် antihistamine ဆိုတာဘာလဲပေါ့နော်ကျမတို့ခန္ဓာကိုယ်ထဲမှာဆိုရင်အဲဒီယာနာမှုတွေဖြစ်တဲ့အခါမှာအဲဒီနှာခြေမှုတွေဖြစ်တဲ့အခါမှာအဲကျမတို့ကဒီ histamine ဆိုတဲ့ ါ့เนาะထက်တီထွက်ပါတယ်ဒါပြင်ဓာတ်မတဲမှုတွေဖြစ်တဲ့အခါမှာဆိုလဲကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ histamine ဆိုတဲ့ဓာတ်တွေထွက်ရှိရမျိုးဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ဒီ histamine ဓာတ်တွေထွက်တဲ့အခါမှာဒီခန္ဓာကိုယ်မှာဗောနော် ရာရဲနာမျိုးဖြစ်တတ်တယ်အဓမ္မတဲ့တာမျိုးဖြစ်တတ်တယ်ဒါအပြင်ပေါ့နော်နာနာစေးတာနာချီတာမျိုးတွေဖြစ်တတ်ပါတယ်ရှင်ဒီလိုအခြေအနေမျိုးမျိုးဖြစ်တဲ့အခါမှာကျမတို့ကဒီ citrusin ကိုလည်းရွေးချယ်လို့ရတယ်ဒါမှမဟုတ်အလာဒီဆိုတဲ့ဆေးကိုလည်းရွေးချယ်လို့ရပါတယ်နှစ်ခုလုံးကတော့ဒီ antihistamine အုပ်စုဝင်ထဲမှာပါတာဖြစ်ပါတယ်ရှင်အဲဒါဆိုရင်ကျမတို့ကဒီဆေးနှမျိုးလုံးကိုတော့ဟိုနာစေးတာလည်းတတ်တာနိုင်တယ်ရာရဲမှုလည်းတတ်တာနိုင်တယ်အဲဒါအပြင်ပေါ့နော်ကျမတို့ဓမ္မတဲ့မှုကိုလည်းတတ်တာနိုင်တဲ့ဆေးအနေနဲ့ရွေးချယ်လို့ရပါတယ်ရှင်ဆေးအနေနဲ့ င်အနေနဲ့ပြောရဆိုရင်တော့ကျမတို့ကဒီပေါ့နော်ဖီဆိုဖနက်တင်းရလဲဒီဆေးရနီတင်ကိုအကြံပြေတနားရင်ရနေနှစ်နာရီတွင်းအောင်ဆေးရနီတင်ရရှိနိုင်ပါတယ်စထရက်စင်းရလဲအဲတနားရင်နှစ်နာရီတွင်းမှာဆေးရနီတင်ကိုရရှိနိုင်တာဖြစ်ပါတယ်ရှင် အဲကျမတို့ဒီပေါ့နော်အဲအလာဒီကတော့သူကအများဖြစ်ပေါ့ physiophonate ပါတာဖြစ်တဲ့အတွက်အများဖြစ်ဒီဈေးကွက်မှာပေါ့နော်အဲရာရမှုတွေဖြစ်တဲ့အခါမှာဆိုရင်တော့အများဖြစ်ဒီ physiophonate အုပ်စုဖြစ်တဲ့အလာဒီ brand ကိုရွေးချယ်ကြတာများပါတယ်အဲတစ်ဖက်ကလည်းနာစီးတာမျိုးတွေဖြစ်တဲ့အခါမှာဆိုလဲကျမတို့တစ်ဖက်က citrusin ဆိုတဲ့ brand ကိုရွေးချယ်တာမျိုးတွေတွေ့ရှိရပါတယ်ရှင် အဆုံရင်တို့တွေကတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာပေါ့နော်ဒီဆေးနှမျိုးလုံးကတော့ခန္ဓာကိုယ်ထဲမှာ6နာရီနေရှင်းနိုင်ကြနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတချို့2ကြိမ်နောက်3ကြိမ်ဇီဝတောက်လို့ရပါတယ်ရှင်။နှမျိုးလုံးပေါ့နှမျိုးလုံးကတော့ over the counter drug ပေါ့နော်။ over the counter drug ဒီဆေးဆိုင်မှာဝယ်ဝယ်တောက်လို့ရတဲ့ဇီမျိုးစားတွေဖြစ်ပါတယ်ရှင်။ကျမတို့ဒီ citrusin တို့ဒီအလာလေးတို့ရဲ့ အာဆိုးကျိုးတွေကလည်းကွာခြားချက်တော့မရှိပါဘူးအတူတူပါပဲ။ဘာတွေဖြစ်တတ်လဲဆိုရင်နှမျိုးလုံးကအဲဒီကအိတ်ငိုက်တာပေါ့နော်။အထူးသဖြင့်အိတ်ငိုက်တာမျိုးဖြစ်တတ်ပါတယ်။ဒါပြင်တမတဲမှုတွေဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။ဒါပြင်ဆေးတောက်ပြီးဘိုင်းအောင်နာဘိုင်းနာတာမျိုးလည်းရှိတတ်ပါတယ်ရှင်။ကျမတို့အရေးကြီးတာကတော့ဒီလိုမျိုး anti histamine ဖြစ်တဲ့ citrulline တို့ဒီအလာဒီအုပ်စုတွေကိုတောက်ပြီးသွားပြီဆိုရင်ပေါ့နော်။ကားမောင်းနာမျိုးတွေမလုပ်ရပါဘူး။ရေမောင်းနာမျိုးတွေမပြုလုပ်ရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အိတ်ငိုက်စေနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင်။ ဒါဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကနေပေါ့နော်အဆစ်ထရစ်ဇင်းရဲ့အလာဒီရဲ့ရဲ့ဌာနချက်တွေတူညီချက်တွေကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်ကြည့်ရှုသူများဘူးတူတာများစွာရရှိမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်